အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မြမလေးရွေးစဉ်အမျိုးသမီးယူဆက်ကိုအတင်းအကြောင်းကိုနည်းနည်းလေးပြောပြသွားမှာဖြစ်ပါတယ်မြမအမျိုးသမီးယူဆက်ကိုအတင်းကတော့အခုဗီယက်နမ်နိုင်ငံဟိုချီမင်းမြို့မှာကျင်းပနေတဲ့အသက်19နှစ်အောင်အာဆီယံချန်ပီယံရှစ်ပေါ်လုံးပြိုင်ပွဲမှာဝင်ရောက်ရှင်ပြန်နေပြီးတော့အခုဆိုရင်အုပ်စုဒုတိယနေရာကနေပြီးဆင်းဖိုင်နယ်အဆင့်ကိုတက်ရောက်သွားပြီလည်းဖြစ်ပါတယ်ဆင်းဖိုင်နယ်မှာတော့ ိုင်းအမျိုးသမီးယူဆကိုအတင်တဲ့တွေ့ဆုံမှလည်းဖြစ်ပါတယ်ဒါမြန်မာလည်းရေးရှင်အတင်းနေရဲ့တမိုင်းတလျှောက်မှာအင်းနာချင်းအဓိကမဟာပြိုင်ဘက်အတင်းလို့လည်းပြောကြမှာပေါ့လေလည်းရေးရှင်အတင်းနေမှာအမြဲတမ်းဆိုသလိုအရေးနှိတ်ထားတဲ့ထိုင်းတင်းကိုအခုယူဆကိုယူဆက်တဲ့လည်းရေးရှင်အတင်းကဆင်းဖန်နေမှာနိုင်ယူပြီးတော့ဘောလူပွဲကိုတက်သွားမလားဆိုတာကကျွန်တော်ပြည်သက်တွေအားလုံး ရင်ခုန်စိတ်လို့ရှားစွာနဲ့ကြည့်ရမှာလည်းဖြစ်ပါတယ်ဆိုတော့မြန်မာယူ19အမျိုးသမီးအသင်းကကျွန်တော်တို့အုပ်စု A မှာ Asian BNN Lao Demolesty အသင်းနေနဲ့တအုပ်စုရဲ့ကြောက်ခဲ့တာဖြစ်ပါတယ်မြန်မာအသင်းနေနဲ့အုပ်စုအဖွင့်ပွဲမှာ Asian BNN အမျိုးသမီးယူ19အသင်းကိုနှစ်ကိုးကိုမရှိနဲ့ရှုံပြီးတော့ ကျန်တဲ့နှစ်ပွဲဖြစ်တဲ့လာအိုယူဇကိုအတင်းနဲ့ပွဲမှာတော့6-9ဂိုးမရှိနဲ့နိုင်ခဲ့တယ်လို့ဒီမိုလစ်တီအတင်းနဲ့ရှင်းပြင်ကစားခဲ့တဲ့အုပ်စုနောက်ဆုံးပွဲမှာတော့9-9ဂိုးမရှိနဲ့အခုလိုမျိုးဂိုးပြတ်ရလက်တင်နဲ့နိုင်ပွဲရပြီးတော့အုပ်စုဒုတိယနယ်ကနေပြီးတော့အင်ရှင်ဘီအန်အမျိုးသမီးအတင်းနဲ့အတူဇင်းဖိုင်နယ်အဆင့်ကိုတက်ရောက်ခဲ့တာဖြစ်ပါတယ် တစ်ဖက်ကမြန်မာအသင်းနဲ့ရှင်ပြန်ရမယ်ထိုင်းယူစကိုအမျိုးသမီးအသင်းကတော့အုပ်စု B မှာ၃ဘွဲကစား၃ဘွဲစလုံးအနိုင်ရပြီးတော့ကိုပြက်ရက်လက်တွေနဲ့ကြည့်ရအနိုင်ရပြီးတော့တကယ်ကိုအုပ်စုတွင်မှာခြေစွာတဲ့အသင်းတင်းအဖြစ်နဲ့စင်းဖိုင်တွေတက်လာခဲ့တာလည်းဖြစ်ပါလာဆိုတော့တစ်ဖက်ကအုပ်စု B ကပြမအသင်းနဲ့အုပ်စု A ကဒုတိယရတဲ့ကျွန်တော်တို့မြန်မာယူစကို အမျိုးသမီးအတင်းနဲ့တွေ့ဆုံပါလေဖြစ်ပါလေဆိုတော့မြမလေးရွေးခြင်းအမျိုးသမီးယူဆကူအတင်းမှာကလက်ရှိမှာပြည်ရင်းနှိပြဖြစ်တဲ့ဒေါ်သက်သက်ဝင်းကကင်တွင်နေတာဖြစ်ပြီးတော့အတင်းမှာကအဓိကစားမတွေဖြစ်တဲ့ယူရနိုင်တို့ယူယူနိုင်တို့ဒီလိုကစားမခေါင်းတွေရှိနေပါလေဆိုတော့ဆိုတော့ကျွန်တော်ပြောခဲ့သလိုပဲဒါမဟာ တံပဲအတင်းနေဖြစ်တဲ့ထိုင်းအတင်းကိုလေရွေးစင်အတင်းကြီးတွေမှာတိတ်ပြီးတော့နိုင်လေးမရှိဘူးဆိုတာဒါအလုံးအတိပဲဖြစ်ပါတယ်ဒါပေမဲ့အခုဒေါ်သက်သက်ဝင်းကင်တွေနေတဲ့မြန်မာအမျိုးသမီး U19 အတင်းကဒီနေ့ပွဲမှာပြည်သက်တွေအားအတင်းစီလောက်တဲ့ထင်မှတ်မထားတဲ့ရက်လက်မျိုးတွေကိုသူစွမ်းဆောင်နိုင်မှာဆိုတာကျွန်တော်တို့စောင့်ကြည့်ရမှာပေါ့လေ ဆိုတော့လက်ရှိအုပ်စုရင်းရှင်ပြိုင်လာတဲ့ဒိုင်းမျိုးသမီးယူဆကိုအတင်းရဲ့ခြေစွမ်းရလက်တွေနဲ့မြန်မာမျိုးသမီးယူဆကိုအတင်းရဲ့ခြေစွမ်းပိုင်းရလက်ပိုင်းတွေကိုကြည့်မယ်ဆိုလို့ရှိရင်မြန်မာအတင်းကအုပ်စုအဖွဲ့ပွဲမှာအင်ရှင်ပြည်နယ်မျိုးသမီးအတင်းကိုနှစ်ကိုးပြက်နဲ့ရှုံးလိုက်တယ်ဆိုတာကလက်ရှိမြန်မာမျိုးသမီးယူဆကိုအတင်းရဲ့ခြေစွမ်းဟာအတင်းကြီးတွေနဲ့အတွေ့မှာအားနည်းနေသေးတယ်ဆိုတာပြသဖြစ်ပါတယ်ဆိုတော့သူတပြန်ကိုတပြန် အပြန်အလှန်သွင်းကိုတွေနဲ့ကပ်ပြီးတော့ရှုံးခဲ့ရဆိုရင်တော့ဒါကျွန်တော်တို့ကနည်းနည်းလေးအာမြေမအသင်းကိုမြေမအသင်းရဲ့ခြေစွမ်းတော့မညံ့ဘူးတော့ကျွန်တော်ကပြောရမှာပေါ့လေဆိုတော့အော်လာအိုနဲ့ဒီမိုလစ်စတီလိုအသင်းကိုဂိုးဒါဇင်ဝက်ကြော်တွေတွင်ပြီးတော့အနိုင်ရရှိတယ်ဆိုတာတဲ့ BNN တို့အာဆီယံဒေတာတွင်မှာ BNN တို့ထိုင်းတို့ကိုခြေတူရှင်ကစားပြီးတော့သူတလက်ကိုတလက်အနိုင်ရရှိအောင်စွန့်ဆောင်ထားနိုင်မယ့် ခြေစွမ်းမျိုးတွေကိုကျွန်တော်တို့မျှော်လင့်တာဖြစ်ပါတယ်ဆိုတော့ဒီအချိန်လေးကိုမြန်မာအမျိုးသမီး U19 အတင်းနေတဲ့ဒါဆိုတော့ကျွန်တော်ပြောခဲ့တယ်လို့အုပ်စုအဖွဲ့ပေးမှာ BNL ကိုနှစ်ခုပြည့်နဲ့ရှုံးလိုက်တာကကျွန်တော်တို့မျှော်လင့်ထားသလောက်တော့ဖြစ်မလာသေးဘူးလို့ကျွန်တော်ကပွင့်ပွင့်လင်းလင်းဝန်ခံပြောဆိုအောင်မှာဖြစ်ပါတယ်ဆိုတော့ BNL ကိုတော့နှစ်ခုပြည့်နဲ့ရှုံးခဲ့တဲ့မြန်မာအမျိုးသမီး U19 အတင်းကထိုင်း U19 အတင်းကို ကြော်ဖြတ်နိုင်ပါမလားဆိုရလဲဒါပြိတ္တတွေအားလုံးအတွက်စိုးရင်ကြာအခြေအနေတခုဖြစ်တယ်လို့စိုးရင်မယ်ဆိုရင်လည်းစိုးရင်ကြာပဲပေါ့ဆိုတော့ဘလို့ပဲဖြစ်ဖြစ်ဘောလုံးကဘာမှမဖြစ်သွားနိုင်တယ်ဆိုတဲ့အတိုင်းမိနစ်60အတွင်းမှာမြန်မာကစားသမားတွေရဲ့ကြိုးစားဆွမ်းဆောင်မှုတွေနဲ့နိပြဒေါ်သက်သက်ဝင်အနေနဲ့ထိုင်းကိုအနိုင်ရရှိဖို့အတွက်ဘလို့ပုံစံနဲ့ချင်းကပ်လာမလဲဆိုတာလည်း ကျွန်တော်စိတ်ဝင်စားတဲ့အရာပဲဖြစ်ပါတယ်ဆိုတော့ဟိုတစ်ချိန်ချိန်မှာကျွန်တော်တို့ကဒီအတင်းကြီးတွေအတင်းငယ်တွေအတူကကိုယ်ဒီအတင်းကိုအမြဲတမ်းနိုင်နေတာပဲဆိုတော့စိတ်တက်ပိုင်းဆိုင်ရာတွေလည်းစာလို့ရှိရင်ဒီနေ့ပွဲမှာထိုင်းယူစကူအတင်းကိုကျွန်တော်တို့ဘလို့ကြော်ဖြတ်မလဲဆိုတော့ပြန်ပွဲတပွဲကိုအနိုင်ရအောင်စွန့်ဆောင်တဲ့အခါမှာ နီးပြတ်တော့တက်တက်ဝင်းရဲ့ချင်းကပ်ပုံလေးကိုကျွန်တော်အဓိကကြည့်ရမှာပေါ့လေဆိုတော့ဒီပွဲမှာတိုက်စစ်တွေဖွင့်ပြီးတော့အပြန်လန် twin goal တွေနဲ့သွားမယ်ဆိုတာတဲ့တပွဲတူနီးပြူဟာတွေနဲ့ရှင်ပြီးတော့ဒီပွဲကိုကျွန်တော်တို့ဘယ်လိုကြော်ဖြတ်မလဲဆိုတဲ့အပေါ်မှာပဲအတင်းရဲ့ကစားမတွေကိုနီးပြတ်တော့တက်တက်ဝင်းအနေနဲ့ရောစဉ်းစားတင်တယ်လို့တော့ ျွန်တော်မြင်ပါတယ်ဆိုဘလိုဝဲဖြစ်ဖြစ်မြန်မာ U19 အမျိုးသမီးအသင်းနေနဲ့စင်ဖန်တွေကိုတက်သွားပြီဆိုတော့မြန်မာပြည်သက်တွေအတွက်ကတော့ဒါဂျင်းနေဆရာရလက်တခုဖြစ်တယ်ဗီယက်နမ်နိုင်ငံဟိုချီမင်းမြို့မှာရှင်ပြိုင်ကစားနေတဲ့အဝေးကွင်းပွဲစဉ်တွေဖြစ်တော့အခုလက်တလောကလည်းဒါအလုံးတည်တဲ့အတိုင်းပဲမြမလေးရွေးစဉ်အမျိုးသား ဘောလုံးစီနီယာအသင်းကြီးမှာဆိုလို့ရှိရင်မန်ချက်စတာယူနိုက်တက်အသင်းကိုတွင်းကိုတကိုးနဲ့အတူအနိုင်ရရှိပြီးတော့ရှီတောင်အာရှမှာရောအာရှမှာရောကျွန်တော်တို့မြန်မာပြည်ဝင်းမှာပါပြိသက်တီအာအာတင့်စီခဲ့တဲ့မြန်မာလူယူစီအသင်းကောင်းဆောင်မမောင်လင်ကြောင့်ပဲကျွန်တော်မြန်မာဘောလုံးမြို့သားအသင်းကိုပြိသက်တီစိတ်ဝင်စားမှုကပို့ပြီးမြင့်တက်လာ ပြီးခဲ့တဲ့ပါကစ္စတန်နဲ့အာရှဘလော့ချီစစ်ပွဲနောက်ဆုံးအဆင့်မှာပဲကြည်ကွင်းတွင်းကိုလာရောက်ကြည့်ရှုအားပေးကြတဲ့ပရိသတ်တွေကွင်းလုံးပြည့်ရှံနီးပါးကိုလာပြီးတော့အားပေးကြတာကိုတွေ့ရပါတယ်ဒါကမြမလေးဥစဉ်မျိုးသားအသင်းကြီးကိုမြမပရိသတ်တွေပြန်ပြီးတော့စိတ်ဝင်စားမှုရှိလာတယ်ဆိုတော့ပြတာပဲဖြစ်ပါတယ်ဒါကတိုက်စီမုံမုံလေးကြောင်းဆိုရင်လည်းကျွန်တော်ကမမဟုတ်လို့ပြောမှာပေါ့လေနောက်တစ်ချက်ကကျွန်တော်တို့မြမလေးဥစဉ် အမျိုးသမီးစီနီယာအသင်းကြီးပေါ့အခုဆိုလို့ချင်းအာရှဘလတ်ခြေစစ်ပွဲအာဆီယံချန်ပီယံရှစ်ပြိုင်ပွဲနဲ့လာမယ့်33ကြိမ်မြောက်ထိုင်းစီဂိမ်းပြိုင်ပွဲတွေအတွက်ရောင်မျိုးတူဝနာကွင်းမှာလေ့ကျင့်ပြင်ဆင်မှုတွေနေနေစဉ်တွေမြတ်စတင်နေနေပြီလည်းဖြစ်ပါတယ်။ဆိုတော့မြန်မာလူစဉ်အသင်းကြီးမှာတော့အားလုံးသိတဲ့အတိုင်းတင်းကိုတွေအများဆုံးတင်းထားတဲ့တိုက်စီမှုဝင်းသိမ့်ကြီးထွန်းပြီးတော့ မိထက်လူအားလုံးရဲ့ဒီပါဇက်ပြားမှာမိထက်လူဟာအချိန်တိုလေးအတွင်းမှာပဲမြန်မာပြည်သက်တွေရင်းနေကိုရောက်သွားခဲ့ဆောမြန်မာမျိုးသမီးလေယူစင်အတင်းကြီးမှာဆိုလို့ရှိရင်မိထက်လူကြောင့်မြန်မာဘလုံးပြည်သက်တွေမြန်မာလေယူစင်မျိုးသမီးအတင်းရဲ့ပွဲတွေကိုကွင်းအတွင်းမှာလာရောက် ကြည့်ရှုအောင်ပြကြတဲ့ပရိသတ်တွေများလာတယ်ဆိုတော့ကျွန်တော်ညင်းလို့မရအောင်နောက်တစ်ချက်ကတော့ကျွန်တော်တို့ဒီလိုပဲအခုမြန်မာနိုင်ငံရဲ့စီနီယာအသင်းကြီးမြန်မာမျိုးသမီးစီနီယာအသင်းကြီးတို့လိုပဲကျွန်တော်မြန်မာမျိုးသမီးယူ19အသင်းအောင်မြန်မာပရိသတ်တွေအံ့အားသင့်စီလောက်အောင်ဆန်းဆောင်နိုင်တဲ့ခြေစွမ်းမျိုးတွေနဲ့နောက်ပြီးတော့နိပြတော်သက်သက်ဝင်းရဲ့ တံပွဲတစ်ပွဲကိုချင်းကပ်ပုံအကောင်းဆုံးနည်းပြပါလိမ့်နဲ့ထိုင်းဝန်နိုင်ယူပြီးတော့ဘောလုံးပွဲကိုတက်သွားနိုင်မလားတကယ်လို့တက်သွားထိုင်းအမျိုးသမီးယူဆက်ကိုအတင်းကိုနိုင်ပြီးတော့ဘောလုံးပွဲကိုတက်သွားခဲ့မယ်ဆိုရင်တော့တေးကြတဲ့မြမဘောလုံးတခင်ဆန်းလာပြီမြမဘောလုံးအားကစားကိုမြမပြိတ္တတွေအနေနဲ့စိတ်ပြက်နေတဲ့အခြေအနေတစ်ခုဟာဘက်ပေါင်းစုံကနေအားကောင်းလာပြီကျွန်တော် ြောရမှာဖြစ်ပါတယ်။ဒါမြမဘောလုံးလောကအတွက်ကောင်းတဲ့လက္ခဏာတကူလို့ပြောမှာပဲဖြစ်ပါတယ်။ဆိုတော့ဒါကတော့ဟိုကျွန်တော်ရဲ့အမြင်လေးကိုကြားညက်ပြီးတော့ပြောပြတာပဲဖြစ်ပါတယ်။ဒီနေ့မြမနဲ့အထိုင်းအသင်းတို့ရဲ့အာဆီယံယူဆကုံမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲဆင်းဖိုင်နယ်ပွဲစဉ်ကိုတော့မွန်လနဲ့နိုင်ခွဲမှာရှင်ပြန်ကစားတော့ကြမှာဖြစ်ပြီးတော့ မြန်မာလူရေးစင်အမျိုးသမီးယူဆက်ကိုအတင်းရဲ့နီးပြတော်တက်တဝင်အနေနဲ့ထိုင်းဝင်ကျွတ်ဖြတ်ပြီးတော့ဘိုလ်လူပွဲထီတက်ရောက်သွားနိုင်မလားဆိုတာကျွန်တော်စိတ်ဝင်စားနဲ့စောင့်ကြည့်သွားမှာဖြစ်ပါတယ်မိုးလင်းတဲ့နိုင်ခွင်းမှာကျွန်တော်နဲ့တူပြည်သက်တွေအားလုံးလည်းဒီပွဲစဉ်ကိုစောင့်မျှော်ကြည့်ရှုကြဖို့ပြောကြရင်လည်းအခုကျွန်တော်ပြောနေတဲ့ topic လေးကနေပြီးတော့လွတ်ဆက်လိုက်ပါ အားပေးကြတဲ့ပရိသတ်တွေအားလုံးလည်းကျေးဇူးတင်ပါတယ်အခုဗီဒီယိုနှစ်သက်တယ်ဆိုရင်တော့အပေါင်းလေးနဲ့ပြီးတော့တဲလီပြီးသွားကြဖို့မမေ့နဲ့နော်အားလုံးကျေးဇူးတင်ပါတယ်ဆိုတော့မြန်မာယူ16အမျိုးသမီးအသင်းကကျွန်တော်တို့အုပ်စု A မှာ Asian BNN Lao Demolesty အသင်းနေနဲ့တအုပ်စုရဲ့တက်ရောက်ခဲ့တာဖြစ်ပါတယ် မြန်မာအသင်းအနေနဲ့အုပ်စုအဖွဲ့ပွဲမှာအင်ရှင် BNN အမျိုးသမီးဥစ္စာကိုအတင်းကိုနှစ်ကိုအကိုမရှိနဲ့ရှုံပြီးတော့ကျန်တဲ့နှစ်ပွဲဖြစ်တဲ့လာအိုယူဇကိုအတင်းနဲ့ပွဲမှာတော့6ကိုမရှိနဲ့နိုင်ခဲ့တယ်လို့ဒီမိုကရေစီအတင်းနဲ့ရှင်ပြိုင်ကစားခဲ့တဲ့အုပ်စုနောက်ဆုံးပွဲမှာတော့9ကိုကိုမရှိနဲ့အခုလိုမျိုးကိုပြက်ရက်လက်တင်နဲ့နိုင်ပွဲရပြီးတော့အုပ်စုဒုတိယနယ်ကနေပြီး ော့ ancient bn အမျိုးသမီးအသင်းနဲ့အတူစင်ဖိုင်နဲ့အစင်ကိုတက်ရောက်ခဲ့တာဖြစ်ပါတယ်။တစ်ဖက်ကမြန်မာအသင်းနဲ့ရှင်ပြန်ရမယ့် Thai Yusuko အမျိုးသမီးအသင်းကတော့အုတ်စု B မှာ၃ဘွဲကစား၃ဘွဲစလုံးအနိုင်ရပြီးတော့ကိုပြက်ရက်လက်တွေနဲ့ကြည့်ရအနိုင်ရပြီးတော့တကယ့်ကိုအုတ်စုတွင်မှာခြေစွာတဲ့အသင်းတင်းအဖြစ်နဲ့စင်ဖိုင်တွေတက်လာခဲ့တာလည်းဖြစ်ပါတယ်။ဆိုတော့တစ်ဖက်က အုပ်စု B ကဗြဟ္မအတင်းနဲ့အုပ်စု A ကဒုတိယရတဲ့ကျွန်တော်တို့မြန်မာယူဆ9အမျိုးသမီးအတင်းနဲ့တွေ့ဆုံပါလေဖြစ်ပါလေဆိုတော့မြန်မာလေရွေးစဉ်အမျိုးသမီးယူဆ9အတင်းမှာကလက်ရှိမှာပြည်ရင်းနှိပြဖြစ်တဲ့ဒေါ်သက်သက်ဝင်းကကင်တွင်နေတာဖြစ်ပြီးတော့အတင်းမှာကအဓိကစားမတွေဖြစ်တဲ့ယူရနိုင်တို့ယူယူနိုင်တို့ဒီလိုကစားမခေါင်းတွေရှိနေတယ် ဆိုတော့ကျွန်တော်ပြောခဲ့သလိုပဲဒါမဟာပြိုင်ပွဲအတင်းတည်းဖြစ်တဲ့ထိုင်းအတင်းကိုလေရွေးစင်အတင်းကြီးတွေမှာတိတ်ပြီးတော့နိုင်လေးမရှိဘူးဆိုတာဒါအလုံးအတိပဲဖြစ်ပါတယ်ဒါပေမဲ့အခုဒေါ်သက်သက်ဝင်းကင်တွေနေတဲ့မြန်မာအမျိုးသမီး U19 အတင်းကဒီနေ့ပွဲမှာပရိသတ်တွေအားအတင်းစီလောက်တဲ့ထင်မှတ်မထားတဲ့ရလက်မျိုးတွေသူစွမ်းဆောင်နိုင်မှာဆိုတာ ကျွန်တော်တို့စောင့်ကြည့်ရမှာပေါ့လေဆိုတော့လက်ရှိအုပ်စုရင်းရှင်ပြိုင်လာတဲ့ထိုင်းမျိုးသမီးယူဆကူအတင်ရဲ့ခြေစွမ်းရလက်တွေနဲ့မြန်မာမျိုးသမီးယူဆကူအတင်ရဲ့ခြေစွမ်းပိုင်းရလက်ပိုင်းတွေကိုကြည့်မယ်ဆိုလို့ရှိရင်မြန်မာအတင်ကအုပ်စုအဖွဲ့ပွဲမှာအင်ရှင်ပြည်နယ်မျိုးသမီးတင်းကိုနှစ်ကိုးပြက်နဲ့ရှုံးလိုက်တယ်ဆိုတာကလက်ရှိမြန်မာမျိုးသမီးယူဆကူအတင်ရဲ့ခြေစွမ်းဟာအတင်းကြီးတွေနဲ့အတွေ့မှာအားနည်းနေသေးတယ်ဆိုတော့ ြတ်တာဖြစ်ပါတယ်ဆိုတော့သူတပြင်ကိုတပြင်အပြန်လန်သွင်းကိုတွေနဲ့ကပ်ပြီးတော့ရှုံးခဲ့ရဆိုရင်တော့ဒါကျွန်တော်တို့ကနည်းနည်းလေးအာမြန်မာအသင်းကိုမြန်မာသင်းရဲ့ခြေစွမ်းတလောက်မညံ့ဘူးတော့ကျွန်တော်ကပြောရမှာပေါ့လေဆိုတော့အော်လာအိုနဲ့ဒီမိုလစ်စတီလိုအသင်းကိုဂိုးဒါဇင်ဝက်ကြော်တွေတွင်ပြီးတော့အနိုင်ရရှိတယ်ဆိုတာတဲ့ BNN တို့ ASEAN ဒေသတွင်းမှာ BNN တို့ထိုင်းတို့ကိုခြေတူရှင်ကစားပြီးတော့ သူတလဲကိုတလဲအနိုင်ရရှိအောင်စွန့်ဆောင်ထားနိုင်မဲ့ခြေစွမ်းမျိုးတွေကိုကျွန်တော်တို့မျှော်လင့်တာဖြစ်ပါတယ်ဆိုတော့ဒီအချိန်လေးကိုမြန်မာအမျိုးသမီးယူဆကူအသင်းနေနဲ့ဒါဆိုတော့ကျွန်တော်ပြောခဲ့တယ်လို့အုပ်စုအဖွဲ့ပေးမှာ BNL ကိုနှစ်ခုပြည့်နဲ့ရှင်းလိုက်တာကကျွန်တော်တို့မျှော်လင့်ထားသလောက်တော့ဖြစ်မလာသေးဘူးလို့ကျွန်တော်ကပွင့်ပွင့်လင်းလင်းဝန်ခံပြောဆိုအောင်မှာဖြစ်ပါတယ်ဆိုတော့ BNN ကိုတော့နှစ်ခုပြည့်နဲ့ရှုံးခဲ့တဲ့မြန်မာမျိုးသမီး U19 အတင်းကထိုင်း U19 အတင်းကိုကြုံဖြတ်နိုင်ပါမလားဆိုရတယ်ဒါပြည်သက်တွေအားလုံးအတွက်စိုးရင်ကြအခြေအနေတခုဖြစ်တယ်လို့စိုးရင်မယ်ဆိုရင်လည်းစိုးရင်ကြပဲပေါ့ဆိုတော့ဘလို့ပဲဖြစ်ဖြစ်ဘောလုံးကဘာမှမဖြစ်သွားနိုင်တယ်ဆိုတဲ့အတိုင်းမိနစ်60အတွင်းမှာမြန်မာကစားသမားတွေရဲ့စူးစမ်းဆွမ်းဆောင်မှုတွေနဲ့ မိပြတော်တတဝင်အနေနဲ့ထိုင်းကိုအနိုင်ရရှိဖို့အတွက်ဘလို့ပုံစံနဲ့ချင်းကက်လာမလဲဆိုတာလေကျွန်တော်စိတ်ဝင်စားတဲ့အရာပဲဖြစ်ပါတယ်ဆိုတော့ဟိုတစ်ချိန်ချိန်မှာကျွန်တော်တို့ကဒီအတင်းကြီးတွေအတင်းငယ်တွေအတူကကိုယ်ဒီအတင်းကိုအမြဲတမ်းနိုင်နေတာပဲဆိုတဲ့စိတ်သက်ပိုင်းဆိုင်ရာတွေလဲစလို့ရှင်ဒီနေ့ပွဲမှာ time ယူစကူအတင်းကိုကျွန်တော်တို့ဘလို့ကြော်ဖြတ်မလဲဆိုတဲ့ပြန်ပွဲတပွဲကိုအနိုင်ရအောင်ဆွမ်းဆောင်တဲ့အခါမှာနိပြတော်သက်သက်ဝင်းရဲ့ချင်းကပ်ပုံလေးကိုကျွန်တော်အဓိကကြည့်ရမှာပေါ့လေဆိုတော့ဒီပွဲမှာတိုက်စစ်တွေဖွင့်ပြီးတော့အပြန်အလှန်သွင်းကူးတွေနဲ့သွားမယ်ဆိုတာတဲ့တပွဲတူနိပြွာတွေနဲ့ရှင်ပြီးတော့ ီပွဲကိုကျွန်တော်တို့ဘယ်လိုကြော်ဖြတ်မလဲဆိုတဲ့အပေါ်မှာပဲအတင်းရဲ့ကစားမတွေကိုအနည်းပြတော့တသက်ဝင်အနည်းနဲ့ရောစဉ်းစားတင်တယ်လို့တော့ကျွန်တော်မြင်ပါတယ်ဆိုဘလိုဝဲဖြစ်ဖြစ်မြန်မာ U19 အမျိုးသမီးအတင်းနေနဲ့စင်ဖန်တွေကိုတက်သွားပြီဆိုတော့မြန်မာပြည်သက်တွေအတွက်ကတော့ဂျင်းနဲ့ဆရာရလက်တခုဖြစ်တယ် ဗီယက်နမ်နိုင်ငံဟိုချီမင်းမြို့မှာရှင်ပြိုင်ကစားနေတဲ့အဝေးကွင်းပွဲစဉ်တွေဖြစ်တော့အခုလက်တလောကလည်းဒါအားလုံးသိတဲ့အတိုင်းပဲမြမလေရွေးစင်အမျိုးသားဘောလုံးစီနီယာအသင်းကြီးမှာဆိုလို့ရှိရင်မန်ချက်စတာယူနိုက်တက်အသင်းကိုတွင်ကိုတကိုးနဲ့အတူအနိုင်ရရှိပြီးတော့ရှီတောင်အားရှာမှာရောအားရှာမှာကျွန်တော်တို့မြန်မာပြည်ဝင်မှာပါ ရိသတ်တွေအာအာတင့်စီခဲ့တဲ့မြမလေးယူစီရင်အတင်းကောင်းဆောင်မောင်မောင်လင်းကြောင့်ပဲကျွန်တော်မြမဘောလုံးမြို့သားအတင်းကိုပရိသတ်တွေစိတ်ဝင်စားမှုကပို့ပြီးမြင့်တက်လာပြီးခဲ့တဲ့ပါကစ္စတန်နဲ့အာရှဘလော့ချီစစ်ပွဲနောက်ဆုံးအဆင့်မှာပဲကြည်ကွင်းတွင်းကိုလာရောက်ကြည့်ရှုအားပေးကြတဲ့ပရိသတ်တွေကွင်းလုံးပြည့်ရှံနေပါကိုလာပြီးတော့အားပေးကြတော့တွေ့ရတယ်ဒါကမြမလေးယူစီရင်မြို့သားအတင်းကြီးကိုမြမပရိသတ်တွေ ပြန်ပြီးတော့စိတ်ဝင်စားမှုရှိလာတယ်ဆိုတော့ပြတာပဲဖြစ်ပါတယ်။ဒါကတိုက်စီမှုမော်မော်လေးကြောင့်ဆိုရင်လည်းကျွန်တော်ကမမောက်လို့ပြောမှာပေါ့လေ။နောက်တစ်ချက်ကကျွန်တော်တို့မြမလေရွေးစဉ်အမျိုးသမီးစီနီယာအသင်းကြီးပေါ့။အခုဆိုလို့ရှင်အာရှဘလခြေစစ်ပွဲအာဆီယံချန်ပီယံရှစ်ပြိုင်ပွဲနဲ့လာမယ့်33ကြိမ်မြောက်ထိုင်းစီဂိမ်းပြိုင်ပွဲတွေအတွက်ရုံမျိုးတူဝနာကွင်းမှာလေ့ကျင့်ပြင်ဆင်မှုတွေ နေနေစဉ်တွေမြတ်စတင်နေနေပြီလည်းဖြစ်ပါတယ်ဆိုတော့မြန်မာလူစဉ်အတင်းကြီးမှာတော့အားလုံးသိတဲ့အတိုင်းတင်းကိုတွေအများဆုံးတင်းထားတဲ့တိုက်စီမှုဝင်းသိမ့်ကြီးထွန်းပြီးတော့မီထက်လူအားလုံးရဲ့ဒီပါဇက်ပြားမှာမီထက်လူကအချိန်တိုလေးအတွင်းမှာပဲမြန်မာပြည်သက်တွေရဲ့ရင်ထဲကိုရောက်သွားခဲ့ ဆိုတော့မြန်မာမျိုးသမီးလေယူစင်အတင်းကြီးမှာဆိုလို့ရှိရင်မိထက်လူကြောင့်မြန်မာဘလုံးပြည်သက်တွေမြန်မာလေယူစင်မျိုးသမီးအတင်းရဲ့ပွဲတွေကိုကွင်းအတွင်းမှာလာရောက်ကြည့်ရှုအောင်ပြကြတဲ့ပြည်သက်တွေများလာတယ်ဆိုတော့ကျွန်တော်ညှင်းလို့မရအောင်နောက်တစ်ချက်ကတော့ကျွန်တော်တို့ဒီလိုပဲအခုမြန်မာလေယူစင်စီနီယာအတင်းကြီးမြန်မာမျိုးသမီးစီနီယာအတင်းကြီးတို့လိုပဲ ကျွန်တော်မြန်မာအမျိုးသမီးယူဆက်ကိုအတင်းအောင်မြန်မာပြည်သက်တွေအံ့အားသင့်စီလောက်အောင်ဆွမ်းဆောင်နိုင်တဲ့ခြေစွမ်းမျိုးတွေနဲ့နောက်ပြီးတော့နိပြတော်တက်တဲ့ဝင်းရဲ့ပြန်ပွဲတစ်ပွဲကိုချင်းကပ်ပုံအကောင်းဆုံးနိပြပါလိမ့်နဲ့ထိုင်းဝန်နိုင်ယူပြီးတော့ဘောလုံးပွဲကိုတက်သွားနိုင်မလားတကယ်လို့တက်သွားထိုင်းအမျိုးသမီးယူဆက်ကိုအတင်းကိုနိုင်ပြီးတော့ဘောလုံးပွဲကိုတက်သွားခဲ့မယ်ဆိုရင်တော့တေးကြတဲ့မြန်မာဘောလုံး တခင်ဆန်းလာပြီမြမဘော်လုံးအားကစားကိုမြမပြိတ္တတွေအနေနဲ့စိတ်ပြည့်နေတဲ့အခြေအနေတစ်ခုဟာဘက်ပေါင်းစုံကနေအားကောင်းလာပြီလို့ကျွန်တော်ပြောရမှာဖြစ်ပါတယ်ဒါမြမဘော်လုံးလောကအတွက်ကောင်းတဲ့လက္ခဏာတစ်ခုလို့ပြောမှာပဲဖြစ်ပါတယ်ဆိုတော့ဒါကတော့ဟိုကျွန်တော်ရဲ့အမြင်လေးကိုကြားညက်ပြီးတော့ပြောပြတာပဲဖြစ်ပါတယ်ဒီနေ့မြန်မာနဲ့အထိုင်းအသင်းတို့ရဲ့ ာဆီယံယူဆကုမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲဆင်းဖိုင်နယ်ပွဲစဉ်ကိုတော့မွန်လနဲ့နိုင်ခွဲမှာရှင်ပြန်ကစားတော့ကြမှာဖြစ်ပြီးတော့မြန်မာလက်ရေးစင်အမျိုးသမီးယူဆကုအတင်းရဲ့နီးပြတော်တက်တဲ့ဝင်အနေနဲ့ထိုင်းကိုကျွတ်ဖြတ်ပြီးတော့ဘောလူပွဲထီတက်ရောက်သွားနိုင်မလားဆိုတာကျွန်တော်စိတ်ဝင်စားနဲ့စောင့်ကြည့်တော့မှာဖြစ်ပါတယ်မိုးလင်းတဲ့နိုင်ခွင်းမှာကျွန်တော်နဲ့တူပြည်သက်တွေအားလုံးလေဒီပွဲစဉ်ကို ဆောင်မျိုးကြည့်ရှုကြဖို့ပြောကြရင်လည်းအခုကျွန်တော်ပြောနေတဲ့ topic လေးကနေပြီးတော့လွတ်ဆက်လိုက်ပါအားပေးကြတဲ့ပရိသတ်တွေအားလုံးလည်းကျေးဇူးတင်ပါတယ်အခုဗီဒီယိုနှစ်သက်တယ်ဆိုရင်တော့အပေါင်းလေးနှိပ်ပြီးတော့ daily ပြီးသွားကြဖို့မမေ့နဲ့နော်အားလုံးကျေးဇူးတင်ပါတယ်